အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရီစီယာမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုတစ်ခါမှတော့ကျွန်တော်မိတ်ဆွေအားလုံးတို့ပေါ့လေနေ့နာလေးတွေတစ်ခုချင်းချင်းကျွန်တော်အသေးစိတ်လေးဟောတော့မှာပေါ့အဲဘာတော့ဟောမှာလဲဆိုလို့ရှိရင်ကျွန်တော်တို့မြမရိုးရာတကြံခါပေါ့လေမကြခင်ကြောက်တော့မယ်အဲအဲ့လိုကြောက်ရောက်ပြီးတဲ့နောက်ပိုင်းမြမခုနှစ်1386ခုနှစ်ကနေ1389ခုနှစ်ကိုကူးပြောင်းတော့မယ်ပေါ့နော်အခုလာမယ့်ဧပြီလ18ရက်နေ့ဆိုရင်ဒါနှစ်သစ်ကူးပြီပေါ့21ရက်နေ့ ော့နေ့သက်ဂူဘီဆိုရင်ကျွန်တော်ပြီးခဲ့တဲ့နေ့တွေထဲမှာလဲတက်တစ်စာဟော့စရန်ဆိုပြီးတော့နေ့နံ9ခုကိုတီချာလေးခွဲပြီးတော့တခုချင်းစီကျွန်တော်အသေးစိတ်လေးဟောကြားပေးခဲ့တယ်အခုဒီနေ့မှာလဲထပ်ပြီးတော့တနစ်စာကံကြမ္မာဟောကိန်းဆိုပြီးတော့တနင်္ဂနွေရနေ့စနေနေ့ထိကျွန်တော်အသေးစိတ်ဟောပေးမှာပါဗောလေအခုဟောစရာအခုရိုက်ကူတဲ့အထက်မှာတော့တနင်္ဂနွေသားသမီးတွေအတွက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်တယ်အားလုံးပေါင်းအချက်၈ချက်လောက်ကျွန်တော်ဟောကြားပေးမှာဖြစ်တယ်အဲကျွန်တော်ဟောမယ့်အချက်တွေကနံပါတ်၁ဒီတနစ်စာမှာတနင်္ဂနွေသားသမီးတွေကြုံရရမယ့်စိတ်တစ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အခြေအနေတွေ နံပါတ်1ဆိုလို့ရှိရင် အလောက်ကန်နဲ့ပတ်သက်တဲ့အခြေအနေအဲနံပါတ်3ဆိုလို့ရှိရင်ဝင်ဝင်နဲ့ပတ်သက်တဲ့အခြေအနေနံပါတ်4ဆိုလို့ရှိရင်ပညာရေးနဲ့ပတ်သက်တဲ့အခြေအနေနံပါတ်5ဆိုရင်အခြေအိမ်တော်ကြီးနဲ့ပတ်သက်တဲ့အခြေအနေနံပါတ်6ဆိုရင်ကျန်းမာရေးနဲ့ပတ်သက်တဲ့အခြေအနေနံပါတ်9ဆိုရင်ဒီတနစ်စာအတွက်လိုအပ်တဲ့ဟာလေးတွေခြုံပြီးတော့ကျွန်တော်ပေးတဲ့အကြံပေးချက်လေးပေါ့လေအဲ့ဒါလေးဟောပေးမယ်နံပါတ်8အနေနဲ့လောက်ရမဲ့ရရားဆိုပြီးတော့အချက်ရှစ်ချက်ကဏ္ဍတစ်ခုရင်းစီလိုက်စုံစုံစစ်စစ်လေးတည်တည်ချာချာလေးဟောကြားပေးမှာဖြစ်တယ် အဲ့တော့ဒီ1389ခုနှစ်ခုနေ့တနစ်စာလုံးကြောမဲ့ကံကြမ္မာဖြစ်တဲ့အတွက်လပိုင်းအလိုက်ဒီပါကျွန်တော်အသေးစိတ်လေးပြောမယ်ဗောလေအဲ့တော့မဟုတ်ကြခင်မှာမေတ္တာရက်ခံခြင်းနဲ့နားလည်အောင်လို့တနင်္ဂနွေသားသမီးအားလုံးအတွက်ကျွန်တော်ဟောတာမှန်တယ်သို့တော့အဲ့ဒါဒီတဦးတယောက်ချင်းအမိနဲ့နာမွေးသက်ကလေးတွေနဲ့အသေးစိတ်ဇာတာတွက်ချက်ပြီးဟောတာမဟုတ်ဘူးတနင်္ဂနွေသားသမီးအားလုံးကိုခြုံဟောတာဖြစ်တယ်အဲ့ဒါလေးသိစေချင်တယ်မြန်မာနိုင်ငံမှာ50တန်းလောက်ရှိတဲ့ထဲမှာတနင်္ဂနွေသားသမီးတွေသွားနေချင်နေပြီဗောလေအ အဲ့တော့ကောင်းသည်ဖြစ်သည်ဆိုးသည်ဖြစ်သည်အဲ့ဒီအောင်ဟောလို့ဟာဒီစရာဟောတာပဲငါတော့ခုထိမကောင်းသေးဘူး။ဟာတချို့ကစရာတော့မကောင်းတာဟောတယ်ငါဒီမှာကောင်းနေတာပဲဆိုပြီးတော့နားမလည်တဲ့သူတွေကတချို့လေးတွေမှာထင်တာမျိုးလေးတွေရှိတတ်ကြတယ်။တချို့နည်းနည်းဟိုအားနည်းချက်ရှိတဲ့သူလေးတွေပေါ့လေ။ထားပါတော့တချို့သိပြီးသားသူတွေကတော့အထွေထူးပြောစရာမလိုဘူး။အဲ့တော့ तू ကနှစ်တစ်နှစ်မှာကံကောင်းတဲ့ဟိုဟာနေ့တွေကံညံ့တဲ့နေ့တွေဆိုတာရှိကြတာပေါ့လေ။ဒါတစ်နှစ်တိုင်းတစ်နှစ်တိုင်းပြောင်းသွားတိုင်းပြောင်းသွားတိုင်းဖြစ်တယ်။ဖြစ်တော့ဒီ1389ခုနှစ်မှာ ကံညာနဲ့နိဗ္ဗာန်လေး၃ခုလောက်ရှိတယ်ဗျ။၃ခုရှိတယ်။အဲ့ဒီကံညာနဲ့နိဗ္ဗာန်၃ခုထဲမှာဒုတိယပေါ့လေ။နံပါတ်၁၊နံပါတ်၂၊နံပါတ်၃လို့အဲ့လိုမျိုးချပြီးတော့စီလိုက်မယ်ဆိုရင်တနင်္ဂနွေရနံပါတ်၁နေရာမှာရှိနေတယ်။အဲ့တော့တေချာတာကဒီဒီတနစ်စာအဲ့အတွက်ပေါ့လေတနင်္ဂနွေသားသမီးတွေကအကံကောင်းတဲ့နေ့ထက်မှပါတာမဟုတ်ဘူးဆိုတာလေးတော့သိစေချင်တယ်။ထပ်ပြောမယ်နော်တနင်္ဂနွေသားသမီးတွေဒီတနစ်စာကံတရားကကံအညာခိုင်ရှိတဲ့နေ့ထက်မှပါတယ်ဆိုတာသိစေချင်တယ်။အဲ့လိုပြောလို့တနင်္ဂနွေသားသမီးအားလုံးအားလုံး ်ဗျိုင်လူကြီးညမယ်လို့ကျွန်တော်ပြောချင်တာတော့မဟုတ်ဘူးဗောလေခုနကပြောသလိုရောက်စဲအသက်တွေဖွာစားတာတွေပေါ့လုံနေတဲ့အရာတွေပေါ့မူတည်ပြီးတော့ကောင်းချင်းဆိုရင်တယောက်နဲ့တယောက်တော့ကွာခြားမှုရှိတယ်ဒါကအတက်နိုင်ဆုံးခြုံဟောတာအလိသက်ဆုံးမအောင်ခြုံဟောပြီးတာ ဖြစ်တာသိသိချင်းတယ်နော်အဲ့တော့အဲ့တနင်္ဂနွေသားသမီးတွေကဒီတနစ်စာကာလမှာစစ်တပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဘယ်လိုဟာလေးတွေဖြစ်လဲဆိုရင်နံပါတ်1စိတ်နဲ့ပတ်သက်ပြီးတော့ မတိမငြိမ်ဘူးဖြစ်တတ်တယ်ဗျအစ်စ်တွေကပြိုပြက်နေတာမျိုးလေးတွေဖြစ်တတ်တယ်ကိုလှုပ်ချင်တဲ့အလုပ်တွေကိုလည်းလှုပ်ခွင့်မရဘူးဗျဆုံးဖြတ်ခွင့်မရတဲ့အခါမျိုးတွေရှစ်တဝါကနောက်ဆုံးဝါကဂျင်းနဲ့ချက်တဲ့အရာမျိုးတွေကြုံရတတ်တယ်ပြီးတော့ဟိုစိတ်ထဲမှာတော့ရှိတယ်ဗောလေအပြင်ကိုဖွင့်ချလို့မရတဲ့အနေအထားမျိုးတွေတွေးတော်ပြီးပူရင်တော့ကရောက်နေရတဲ့အနေအထားမျိုးဆိုတော့စိတ်တစ်ပိုင်းဆိုင်ရာတေချာပေါက်ကြီးကြုံတွေ့ရမယ့်အနေအထားမှာရှိတယ်စိတ်တွေအမှန်ရှုပ်ထွေးနေလိမ့်မယ်ရှိနေတဲ့အကြံစီတွေကိုလက်တွေ့အကောင့်ထဲပေါ်လို့မရဘူးဖြစ်နေလိမ့်မယ် ဂျင်းနဲ့ကြက်တယ်ပေါ့လေအဲအဲ့ဒါအိတ်တိုင်းသွားကြုံတက်တယ်ဆိုတော့ကဲကြီးကျွန်တော်မြင်တယ်ပေါ့လေအဲ့တော့ဂယူဆိုင်ဖို့လိုတယ်ပြီးတော့စိတ်ကူတွေကအယံများနေတယ်ဗျလက်တွေမှာကျတော့လှုပ်ဖို့အတွက် အမရအားနဲ့လိုတယ်အဲ့ဒါဟိုမှာမဖြစ်ဘူးကွာဆိုပြီးမထူးထူးကွာဆိုပြီးတော့ဟိုတစလို့တစောက်ကံပေါ့လေလှုပ်ရှင်အားရှောက်လို့ရင်သူကပိုဆိုးတတ်တာဖြစ်တဲ့အတွက်စိတ်နဲ့ပတ်သက်ပြီးတော့အထူးသတိထားချင့်ချိန်ပြီးတော့လှုပ်ပါလို့ဘယ်တော့မှဆုံးကျွန်တော်အကြံပေးခြင်းနဲ့အဲဒုတိယအဲ့ဒါနာနဲ့ထပ်ပြီးပါခြင်းတွေအဲ့ဒီစက်တွေပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှလာလိုက်ကျွန်တော်နည်းနည်းမှာခြင်းလို့အဲ့ဒါဘယ်လာနေမှာလဲဆိုတော့အထူးသဖြင့် ဧပြီလစနေမာလနိုဝင်ဘာလအဲ့ဒီလတွေမှာတော့တနင်္ဂနွေသားသမီးတွေစိတ်အပူဝဆုံးစိတ်တော့ကအယောက်ဝဆုံးလတွေဖြစ်တာတွေ့ရတဲ့အတွက်အထူးသတိထားပါလို့ထက်တယ်လဲလဲအကြံပေးခြင်းနဲ့နမနဲ့အချက်ဖြစ်တဲ့အလောက်ကန်နဲ့ပတ်သက်တဲ့အချက်ပေါ့လေအဲ့ဒီမှာအလောက်ကန်ပါဝင်သူကအိုးအိမ်ရောအလောက်ကန်ရောနှစ်ခုသလုံးသွားပါတယ်ပေါ့လေတခါတည်းမှာခြင်းနဲ့နေ့နဲ့ခုနကခုရှိတဲ့အထက်မှာအလောက်ကန်အိုးအိမ်နဲ့ပတ်သက်ပြီးတော့အပြောင်းလဲဖြစ်ဖို့

အရေးကြီးဆုံးအချက်ကိုပြောပါဆိုရင်တနစ်စာလုံးမှာတနစ်ကိုယ်တရားသမီးတွေကြောင်ရမယ်အဓိကအချက်သည်အလုတ်ကိုင်နဲ့အိုးအိမ်ကမောက်ကမဖြစ်တဲ့နှစ်ပဲလုံးဝငြိမ်မှာမဟုတ်ဘူးအလုတ်ပြုတ်တာတော့လက်ရှိလုပ်နေတဲ့အလုတ်ကအယမ်းပင်မလိုက်မယ်ပင်မတော့အကျိုးခံတော်ဝင်မရတာမျိုးလေးတွေဖြစ်တယ်ကိုလုတ်တဲ့အလုတ်မှန်သမျှအတိုက်ခိုက်နေတဲ့ရံပရိပခနေတဲ့နဲ့ရှင်ပြီးလုံနေရတာမျိုးလေးတွေဖြစ်တတ်တယ်အပြိုင်ဆိုင်နေအယမ်းပေါ်တာမျိုးလေးတွေဖြစ်တတ်တယ်ဒါကြောင့်ကြုံတွေ့နေရတဲ့ပြဿနာတွေကိုမနှဲဖြေရှင်းရတာမျိုးလေးတွေဖြစ်တတ်တယ်အဲ့တော့အဲ့လိုအလုတ်တွေ ဲ့လိုမျိုးတွေကမောက်ကမတွေဖြစ်တယ်ဗောလေဝန်ထမ်းတွေဆိုလို့ရှိရင်ဒီကာလမှာမကောင်းတဲ့နေရာတွေအပုတ်ခံရတာဗောလေရံမကင်းတဲ့နေရာတွေအပုတ်ခံရတာမျိုးတွေကိုယ့်ထက်ကြီးခဲ့တဲ့အထက်လူကြီးတွေရဲ့ဖိအားပေးမှုတွေကြုံရတာမျိုးတွေဖြစ်တယ်တဲ့အောက်လငယ်သားတွေရဲ့ဆန့်ကျင်တော်လှန်မှုတွေစသည်အဖြစ်ဒီကြားတွေထဲမှာဗောအလုပ်နဲ့ပတ်သက်ပြီးခိုက်တယ်နောက်ဆုံးကိုကိုတိုင်းကလည်းလက်ရှိလုပ်နေတဲ့အလုပ်တွေမလုပ်ချင်ဘူးဆိုပြီးတော့အဲ့ဒီအလုပ်ကိုပြစ်ချတာပြီးတော့နောက်လုပ်တစ်ခုကူးပြောင်းချင်မှုအတွက်ရည်ရွယ်တာမျိုးတွေအစားဖြစ်တတ်တယ်ကိုယ့်ထက်ကြီးခဲ့တဲ့သူတွေကနင်းထိုင်နဲ့အထင်လွဲတဲ့ရှင်းမြိုင်နဲ့လက်မခံဘူးဆိုတာမျိုးတွေဖြစ်တတ်တယ်သတိထားပါကိုယ့်ရဲ့လုပ်ရည်ကံရည်တွေ ရှိတော်လည်းပဲတကယ်တကယ်လက်တွေအသုံးချလို့မရဘူးဖြစ်တတ်တယ်။ဒါအပြင်မာဂျင်နာပါလဲဆိုတော့ပင်မန်းပြီးတော့ကိုယ့်ရဲ့ပင်မန်းမှုအကျိုးကျေးဇူးတွေကြတော့တခြားသူတွေကခံစားသွားတာမျိုးတွေဒီနှစ်ထပ်မှဖြစ်တတ်တယ်အထူးသတိထား။ဒါအပြင်ထပ်မာဂျင်နာရှိတယ်။အဲ့ဒါပါလဲဆိုတော့ဒီဝန်ထမ်းတွေဆိုလို့ရှိရင်ယာရုကြတာမျိုးလေးတွေအလုတ်ပြုတ်တာမျိုးလေးတွေအလုတ်ထွက်လိုက်ရတာမျိုးလေးတွေဖြစ်တတ်တယ်။လက်ရှိလုပ်နေတဲ့အလုပ်လေးတွေမှာတည်မြဲဖို့အတွက်ကိုခံစစ်ကိုဦးစားပေးပြီးတော့အဲရှင်သန်ပါလို့အကြံပေးခြင်းနဲ့ အလုံးနဲ့ပတ်သက်ပြီးသူကမငြိမ်ဘူးဒီကနေထွက်ပြီးနောက်တစ်ခုပြောင်းရင်ပြောင်းတဲ့လုံမှာထပ်ပြီးမငြိမ်တာမျိုးဖြစ်တဲ့သူကလက်လို့ချာချာလုံးလို့လုံးဝမသိတော့ဘူးကျွန်တော်တော့ပို့ပြီးစိတ်ပူတာကဘာလဲဆိုတော့အိမ်နေရာထိုင်ခင်းလို့ခေါ်တယ်ပြောမှာတော့အားနာတယ်ဗျအိမ်နဲ့ပတ်သက်ပြီးတော့အပြောင်းအလဲတွေဖြစ်တတ်တယ်နောက်ဆုံးများတဘာဝဘေးအန္တရာယ်တွေကြောင့်ကိုယ့်ရဲ့နေရာထိုင်ခင်းတွေအိုးအိမ်တွေပျက်စီးတတ်တယ်ဆိုတဲ့ဂိမ်းပျို့ပြတ်တယ်ဆိုတဲ့ဂိမ်းမျိုးတွေဖြစ်တဲ့အတွက်အဲ့ဒါတွေကိုပြန်တီးရဆောက်ရတတ်တယ်နောက်ဆုံးတချို့အရန်အရန်အရန်ပေါ့လေဟိုကံအညံ့ဆုံးဒီတနေ့ခုနေ့တွေဆိုလို့ရှိရင် အိုပြတ်အိမ်ပြတ်ဖြစ်တတ်တယ်ဆိုတော့အထိအဖြက်စီခံရရတဲ့အနေအထားအထိသွားပြီးဖြစ်တတ်တဲ့အတွက်အထူးသတိထားပါလို့ထက်ထက်လဲလဲအကြံပေးခြင်းနဲ့ပြီးတော့ရပြီသားအခွင့်အရေးတွေမရဘဲနဲ့ဆုံးရှုံးသွားတာမျိုးတွေတရားစားဖြစ်တတ်တဲ့အတွက်အလုပ်ထဲမှာလည်းအထူးသတိထားပေးပါအထူးသဖြင့် March လ April လ September လ August လ November လတွေမှာလုပ်ငန်းအတက်ကြအနေအထားလေးကိုပို့ပြီးသိလာလိမ့်မယ်ဂရုစိုက်ပြီးလုပ်ပေးပါအလုပ်ကံနဲ့ပတ်သက်ပြီးပြောချင်တာကတော့စာနာမစောပါနဲ့ဖြစ်ဖြစ်နဲ့မမှန်လေးသွား လက်ရှိအနေထတာမတိုးတက်နေပါစေလက်ရှိအနေထတာမယုတ်ရော့ဖို့ကိုခန်းစစ်ကိုဦးစားပေးပြီးသွားတာကအကောင်းဆုံးပါပဲဆိုတာလေးတော့မာပြရစီဗျာနော်နံပါတ်3အချက်အဲ့ဒါဘာလဲဆိုတော့ဝင်ငွေပေါ့လေဒီတနစ်စာပတ်လုံးဝင်ငွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်စနေမာလာကလွယ်လို့ရှိရင်ဂျန်နယ်လာတွေမှာဝင်ငွေကောင်းတဲ့အထက်မှာပါတယ်ငွေချင်းနဲ့ပတ်သက်ရင်တော့အဲ့လောက်ကြီးဆိုးတဲ့အထက်မှာမပါဘူးပေါ့လေမေလဒီဇင်ဘာလအဲ့ဒီလတွေမှာကြတော့လူလိန်လူကောက်တွေနဲ့တွေ့ရတတ်တယ် ရည်ရည်လဲဆိုတဲ့သူတွေကနောက်ကျောဓာတ်နဲ့ထိုးတာမျိုးလေးတွေဖြစ်တတ်တယ်။အာမခံကိစ္စတွေလုံးဝလုံးလုံးမရဘူး။စိုက်ရောရတာမျိုးလေးတွေဖြစ်တတ်တယ်။ရရရှင်မရတာ၊ပေးရရှင်မပေးနိုင်တာ၊ရည်ရည်မျိုးနော်နိုင်တဲ့အလုပ်လေးတွေကဆုံးချုံနေတာတော့တာအလိန်ကောက်ခံတာအဲ့ဒီလမှာဖြစ်တတ်တယ်။ဥပမာပစ္စည်းဝယ်ပေးမယ်ပေါ့။ဒါမှမဟုတ်အလုပ်ရမယ်၊အခွင့်အရေးရမယ်ဆိုပြီးတော့အဲ့ဒါမျိုးတွေနဲ့အယုံလွယ်ပြီးအညာခံတာလေးတွေဖြစ်တတ်တယ်။ဥပမာပေါ့နိုင်ညာပို့ပေးမယ်ဆိုပြီးတော့အခွင့်အရေးရမယ်ဆိုပြီးတော့အေဂျင့်ကတွေတောင်းတယ်။မနက်ဖြန်ပဲသွားရတော့မလို့လို့တပတ်ခါပဲသွားရတော့မလို့လို့ပြီးတော့ပြီးတော့မသွားရဘဲနဲ့ အလိန်ခံရပြီဆိုတဲ့အနေထားဟိုเจ้าများဒီเจ้าများရွှေ့သွားတယ်ဆိုတဲ့အနေထားဒါဥပမာနားလည်လည်အောင်ပြောပြတာအငွေအလိန်ခံတဲ့သတိပြုရလိမ့်မယ်ဇန်နဝါရီလဇွန်လအဲ့ဒီလတွေမှာတော့စီဝါရေးအမရန်ကောင်းတယ်ဝင်ငွေအမရန်ကောင်းတဲ့လတွေလို့ခေါ်တယ်ဗျာနော်ဆိုတော့ဆုံချွန်ထားတဲ့အရာလေးတွေပြန်ပြီးပေါ်လာလိမ့်မယ်လက်နဲ့ပတ်စံနဲ့မပြတ်ဘူးဆိုတဲ့ကာလလေးတွေပြန်ပြီးဖြစ်တည်လာလိမ့်မယ်အော်ဘလာတယ်မှာငွေကြတော့ရလိုက်ကုန်လိုက်ကုန်လိုက်ရလိုက်မနဲ့ဝင်လိုက်ညနေထွက်လိုက်ထွက်လိုက်ဝင်လိုက်အဲ့လိုပတ်ချပါတော့လေဖြစ်နေနေပဲ ရတဲ့မဆာမမြင်ဘူးပေါ့လေတရားဝင်တထောင်ပြန်ထွက်တယ်ဆိုတဲ့ကာလမျိုးလို့ခေါ်တဲ့အတွက်အထူးသတိထားပေးပါဒါအပြင် ဖေဖော်ဝါရီလဇူလိုင်လအဲ့ဒီလတွေမှာတော့ရတဲ့ငွေတွေစုဆောင်းနိုင်တဲ့အနေအထားဖြစ်မယ် sorry ကျွန်တော်တခုပြန်ပြောပြသေးဖေဖော်ဝါရီလနဲ့အဲဇွန်လပေါ့လေအဲ့တော့အဲ့လတွေကတော့အမရန်ကောင်းတဲ့အထက်မှာပါတယ်စုမိဆောင်းပြီးလို့ရတဲ့အကောင်းဆုံးသောကာလလို့ခေါ်တဲ့အတွက်အမရန်ကောင်းတယ်အဲ့ကာလမှာတော့ပတ်စံစုလို့ရတယ်အတက်နိုင်ဆုံးစုပေးပါကျန်တဲ့လတွေတွေမှာတော့ရတဲ့ပတ်စံနဲ့ထွက်တဲ့ပတ်စံမမျှတပဲနဲ့အကုန်ကြနေတယ်များလိမ့်မယ် ဆိုတော့ဝင်ဝင်လေးကတော့ပုံမှန်ရှိနေမယ်သို့တော့ဒီတစ်ထက်မှာတီတီမာမာကြီးစုမိဆောင်မိတာမျိုးတွေအများကြီးပေါ့လေအဆိုင်ခက်လိုက်ရမှာအဲ့ဒါမျိုးတွေတော့မရှိဘူးပေါ့လေအဲ့တော့သိချတယ်ဝင်ဝင်နဲ့ပတ်သက်ရင်တော့သူကမန်နန်းလေးတော့သွားလိုက်မယ်တီတီမာမာကြီးအောင်မြင်မှုတော့မရဘူးစိုးစိုးဝါကြီးဟိုးအောက်ဆုံးထိတော့ရောက်တဲ့ထဲမှာတော့မပါပါဘူးသူ့အနေနဲ့သူလက်ပတ်မယ်ဆိုတဲ့နှစ်ထက်